မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ရန်နာသုံးပါးကျေးဇူးဆိုတဲ့စာအုပ်ထဲကနေပြီးတော့တတိယမြောက်ပုဂ္ဂလိကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခေါင်းစဉ်လေးကတော့သာကလေးမောင်တရဏဂုံလို့ခေါ်ပါတယ်ခင်ဗျာမြတ်စွာဘုရားရှိစဉ်တုန်းကတာဝတိမြို့မှာမောင်နှမတယောက်ရှိနေကြတဲ့မိဘတွေတည်တုံသွားတဲ့ခါမှာအကိုကပဲနှမလေးကိုစောင့်ရှောက်နေရတယ်မနမနှစ်ယောက်လည်းအသက်အရွယ်ကြီးပြင်းလာတဲ့အခါအိမ်အောင်ရသားကြပြီးတော့တမျိုးတူပါသည်ကွဲကွာသွားကြတဲ့။တနေ့မှာတော့နှမလေးဟာကိုုံရလာတဲ့အခါမှာအကိုဖြစ်တဲ့သူကို တွေ့ခြင်းမြင်ရသောဖြစ်ပြီးတော့ယောက်ျားလုပ်တဲ့သူကိုတိုက်တွန်းတဲ့ယောက်ျားကလည်းမျိုးသမီးရဲ့အလိုကိုလိုက်ပြီးတော့ကိုရွာကိုလိုက်ပို့ဖို့ရအတွက်လက်ဆောင်ပစ္စည်းတွေနဲ့ပြင်ဆင်ပြီးတော့လိုက်ပို့တာပေါ့အဲ့ဒီအချိန်မှာပဲမြတ်စွာဘုရားရှင်ဟာနောက်ပါတန်ခါကျန်တဲ့ငါးများနဲ့မြို့ထဲကိုဆုံးခံကြွာလာတဲ့လေမြနှစ်ယောက်လည်းလွန်သက်ပင်လာတဲ့မြတ်စွာဘုရားကိုလမ်းမှာဖူးတွေ့ရပြီးတော့ထိုင်ပြီးရှိခိုးဖို့မျှော်ကြတဲ့မြတ်စွာဘုရားကတရဏဂုံ၃ပါးနဲ့၅ပါးသီလကိုစောင့်တည်ခိုင်းပါတဲ့ ။နောက်ပြီးမြတ်စွာဘုရားကမှာကြားလိုက်သေးတယ်။ခြေသားခြေသမီးတို့မိဘရေဘေးတိုင်းလိမ့်ဆန်ဘေးကမှအစဘလို့ဘေးရန်ဘလို့ယောဂအန္တရာယ်ကြုံတွေ့ကြုံတွေ့ဗုဒ္ဓံတရဏကိစ္စမိဆိုပြီးငါဘုရားကိုသာအောင်မေးလိုက်လို့သတိပေးဟောပြောလိုက်တဲ့။ဒါနဲ့လင်မြန်းရောက်ဟာချက်ချင်းသာသာနဲ့အကုတ်ရောက်ကိုရောက်ကြပါတဲ့။အကုတ်အိမ်ကိုလည်းရောက်ပြီး2ရက်3ရက်ကြာတော့ယောက်ျားကားကိစ္စရှိတာနဲ့ပြန်သွားရတယ်။အကိုလင်မြားကလည်းခွက်ခွာနေရတဲ့နှမလေးကိုလိုလေသေးမရှိအောင်ပြုစုကြတဲ့ ဒါနဲ့ကန်ဆိုးကျင်တော့မကြခင်မဲ့အခုမရကသူရောက်မရဲ့လောလက်စားတွေကိုလိုချင်လိုချင်လို့အကောက်ကြံတဲ့အကိုကလည်းဖြန့်ပြီးအကိုကိုလည်းဖြန့်ပြီးအပြောခက်တာနဲ့နေမကောင်းညအောင်ဆောင်ပြီးအိယာထဲမှာလဲအိတ်နေတဲ့နောက်ဆုံးတော့ယောက်ျားကမရမကမေးတာနဲ့တရားပြောမှခက်တာနဲ့ပြည့်ရနဲ့ရောင်းမရဲ့အသားကိုစားကျင်တယ်လို့ချင်းချင်းတက်တယ်လို့ပြောတဲ့ဒါနဲ့ယောက်ျားကမသိတော့တဲ့အကြောင်းတန်တန်ပြောဆိုဖြောင်းဖြောက်ပြီးမှမရဘူး ကျောင်းမရဲ့အသားကိုမှမစားရဘူးဆိုရင်သိရပါလိမ့်မယ်လို့ပြောတဲ့။ဒါနဲ့မိမစကားမလို့ဆန်နိုင်တော့ပဲသူ့ရဲ့ညီမလေးကိုနှမလေးရီဒုံမအများထားခဲ့တဲ့ကျွေးတွေရတဲ့အရှိတွေဟိုဘက်ရွာကိုတို့မောင်နှမလေးကိုသွားပြီးတောင်းချင်ရအောင်လို့ခေါ်တဲ့။ဒါနဲ့တော့တနည်းအားကိုလည်းရောက်တော့လက်ကိုလူမမြင်တောင်းလမ်းဘေးမှာဖဲရက်ပြီး သူနှမရဲ့သပင်ကိုဆွဲပြီးလဲပေါ်ကနေဆောင်ဆွဲချတဲ့အဲ့ဒီတော့မှတပ်ဖို့ခေါ်လာမှန်းသိပြီးမြို့မြို့တောင်းမှန်တာမရဘူးလေသပင်ကိုဆွဲပြီးမြေကြီးပေါ်ကိုပြစ်လဲလိုက်တဲ့အဲ့ဒီအချိန်မှာပဲဘိုက်ထဲကအဲ့ဒီအချိန်မှာဘိုက်ထဲကကိုုံကလည်းဖွာကျင်လာတဲ့မိနိုင်မထိုင်နိုင်အောင်ဘိုက်ကရမ်းလာတော့ရှစ်တာနဲ့အခုရဲ့ ခြုံခွေမှာခဏဖယ်ပေးပါအောင်လို့တောင်းပန်ရှာတယ်မရတဲ့အဆုံးအကိုရှင်မှာပဲတာအုပ်ကလေးကိုမွေးဖွားရှာတယ်အကိုကလည်းရစ်ဆက်လိုက်တာမိဖွားလည်းပြီးတော့တခါတဲ့ဇပင်ကနေဆွဲကင်ပြီးတော့ညောင်မင်းရင်းစီကိုဒီကိုဆွဲပြီးခေါ်သွားပါတယ်အတိတ်ဖို့လို့တာပေါ့အကိုရဲ့အကိုတူလေးမျက်နှာကိုထောက်ပါအောင်လူဘွားရောက်ခါသာရှိသေးတယ်ဆိုပြီးဖြူဖြူထွားထွားတာကလေးကိုကြည့်လိုက်တရေတပည့်စီးနေတယ်ရစ်ဆက်ကြမ်းတမ်းတဲ့အကိုမျက်နှာကိုကြည့်လိုက်နဲ့မျက်ရည်ပေါက်တွေပေါက်ပေါက်ကျလာပြီးတော့အကိုစရာမရှိဘူးဖြစ်နေတာပေါ့အကိုရဲ့ အကိုတခုနှမတခုဘယ်သူကိုအားကိုးရမှာတော့အမေမတေကာနီတုံကလည်းမှားချသွားခဲ့တယ်လေငါသားကြီးကမင်းနှမလေးကိုမိဘတပွဲဆောင်ရှောက်ရဲ့နော်လို့မှားချခဲ့တာတွေကိုအကိုမင်းနေပြီလားပြောပြီးငိုရှာတဲ့ငိုရတော်မှလည်းလူမကြအောင်ငိုရှာတဲ့ဘာလို့လဲဆိုတော့သူငိုရာကိုလူကြသွားရင်သူ့ကိုဒုက္ခပေးကြည့်ရဲဆိုပြီးတော့အကိုဘော်ကတော့မြစ်တာမပြတ်ရှာဘူးနေကလည်းဝင်လို့ပြီးအကိုကလည်းဘလို့တောင်းမှန်တောင်းမှန်ချမ်းသာမပေးမဲ့အတူတူဘာမှမပြောတော့ပဲ မြတ်စွာဘုရားရဲ့စကားကိုသွားပြီးတရိယာတဲ့။ချစ်သမီးဘေးရန်အန္တရာယ်တစ်စုံတစ်ခုကြုံတွေ့လာရင်ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုပြီးငါဘုရားကိုအောင်မေလိုက်လို့မှာကြတာကိုတရိယာသွားတဲ့။ဒါလေးကိုနှုတ်တိုက်ရင်းနဲ့ညောင်မင်းရင်မှာခေါင်းငိုက်ဆိုင်ပြီးဗုဒ္ဓံတရဏံကိစ္ဆာမိကိုစုံနေမိတော့တာပေါ့။အကိုလို့သူကတော့တခါနဲ့တည်တော့ဘယ်လိုရိုက်တတ်ရမလဲဆောက်ဆိုတော့ကိုစဉ်းစားနေတော့မှာပဲပြုံးကနေဆိုကန်ကောင်းကျင်တော့သူ့ရောက်ပါကဓာအင်းနဲ့ပြေးလာတာကိုလည်းတွေ့ရောအကိုကတခါနဲ့ထွက်ပြေးပါတဲ့ ။ဒါနဲ့သူ့အောင်ကြားကလည်းတားနဲ့မရကိုလဲဝတ်တင်ပြီးတော့တောက်ထိပ်မျိုးစီကိုတဖြည်းဖြည်းမောင်းလာတဲ့ခဲ့တယ်။တောက်ထိပ်မျိုးစုံရောက်တဲ့အခါမှာလမ်းဘေးစရက်တစ်ခုမှလဲဖြုတ်ပြီးစတဲ့ခြာနာနေတယ်။တားမိတဲ့ဇရက်ပေါ်ကိုရောက်စားတောက်လဲပြီးရောကိုပန်းစိတ်ပန်းဖြစ်ပြီးတော့တမီတမောအိပ်ပျော်သွားတာပေါ့။မိုးလင်းကနီးအရာကနိုးလို့ကြီးလိုက်တော့ဇရက်ပေါ်မှာသူ့အောင်ကြားရောလဲရောပြောက်နေလို့ရင်ထဲမှာဟာသွားတယ်ပေါ့။ ဘယ်စီဘယ်ကိုကြည့်ကြည့်အစားနာမတွေ့ဘူးလေဒါနဲ့ဆရာတင်မီမိုးစစ်စင်လျောက်ဇဲပေါ်မှာပဲတာမီနေရောက်မျက်စိတငယ်နားတငယ်နဲ့နေရှာနေရတာပေါ့မိုးလေးမြေမကြခင်မှာပဲဇဲရက်စီတို့လူတယောက်ရှောက်လာတာကိုတွေ့ရတဲ့အဲ့ဒီလူကလည်းခီးသွိုင်းဇဲပေါ်ကိုလှည့်ကြည့်ပြီးငမိမနဲ့ဒူလိုက်တာလို့ဆိုပြီးတော့ဇဲပေါ်ကိုတက်လာတယ်မိမကလည်းခလန်းလန်းကနေငါ့ကိုချက်နဲ့တူပါတယ်ဘလို့ဖြစ်လာပါလိမ့်လို့စဉ်းစားနေလို့ကြည်စမင်းဘယ်တော့ကလာတာတော့ ဘယ်သူနဲ့လာတာတုံးလို့အားကြီးတင်ပြီးမေးလိုက်တော့မိမကပုံပြီးအံဟောသွားတယ်။ဒါနဲ့မောင်မဲမင်းညကလဲနဲ့ခေါ်လာတာပဲ။ညကခဏအိပ်ပြောသွားတော့မောင်လေးနဲ့ဘယ်ထွက်သွားတာလဲဆိုတော့"အိုးမင်းဘာတွေပြောနေတာလဲ။မင်းကိုရွာကိုငါလိုက်ပို့တာလေးလောက်အောင်ရှိသွားပြီ။အဲ့ဒီအတွင်းမှာဘယ်တွေသွားနေလို့လဲ။ဘယ်မှာတွေ့ကြရလို့လဲ။လဲနဲ့ငါလားခေါ်တယ်ဆိုတာမဖြစ်နိုင်တာကွယ်။မင်းဘယ်လိုများပြောနေတာလဲဖြစ်နေတာလဲလို့" ယောက်ျားကပြန်ပြောတဲ့အဲ့ဒီတော့အเจ้าဆုံးကိုဒီအเจ้าတွေကိုဘသူမှပြန်မပြောပါနဲ့ဆိုပြီးတော့သူ့ကိုရဲ့အကြံပတ်ဆက်ပုံကအစဇရက်ကိုရောက်လာတဲ့အထိပြန်ပြီးပြောပြတဲ့ယောက်ျားလုံးသူကလည်းအလွန်အော်ပြီးဇရက်ကိုရောက်လာပုံကအစမစင်တာနာဖြစ်နေတယ်အမှန်တော့ညောင်မင်းချင်းရင်မှတရားမဲ့အတူတူဘုရားတရဏံကိစ္စာမိဆိုပြီးဘုရားကိုအောက်မေ့ရင်ရန်သူအကိုအပေါ်မှာမြစ်တာမပြည့်ညောင်မင်းဆောင်နှက်ကကယ်လိုက်တာပါပဲအဲ့ဒါကိုသူတို့မသိတော့စဉ်းစားလို့မရဘူးပေါ့ ဒီလိုသူတော်ကောင်းတို့ကရောက်နေတာကိုကိုယ်ပိုင်နဲ့အတွင်းမှာမြင်နေရတာနဲ့မကယ်ဘူးဆိုရင်ညောင်မင်းဆောင်နမင်းနဲ့လက်စစ်သူကြီးများရဲ့ဇက်သွင်စီဝေးမှာဝင်ဝင်မရဘူးလေ။ဒါကြောင့်တယောက်ကြာကရောင်းဆောင်ပြီးတော့ကယ်လိုက်ရပါတည်း။ဒီလိုနဲ့လင်မယားနှစ်ယောက်လည်းအိမ်ကိုပြန်သွားကြရတယ်။အိမ်ပြန်ရောက်လို့နှစ်ရက်သုံးရက်လောက်ရှိတော့ရင်နာသူရင်နာသုံးမရဲ့ခြေသူကြောင့်ပဲဆိုတာကိုသဘောပေါက်သွားတာပေါ့။အဲ့ဒီခါမှာမြတ်စွာဘုရားကိုအိမ်ကိုပင့်ဖိပြီးတော့အလိုအဒန်းနေပေးကြတယ်။ မြတ်စွာဘုရားရှေ့မှာပဲတားကလေးကိုအမေကလက်အုပ်ချီပြီးတော့ချီပြပြီးတော့နာမည်ကိုလည်းတရဏလို့မှဲ့ကြတယ်။မြတ်စွာဘုရားတရားတော်ကိုနာကြရလို့လင်ရောမရရောသောတာပန်ဖြစ်သွားကြတယ်။တားကလေးမောင်တရဏလည်းအသက်20ပြည့်တဲ့အခါမှာသာနာဘောင်ကိုဘုံကြီးဝတ်သွားရှာတယ်။သာနာမထေရလို့တွင်ပြီးတော့တရားအားထုတ်လိုက်တာ မကြခင်မှာပဲရဟန္တာဖြစ်သွားကြတယ်။ဒီလိုပါပဲ။ ုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတံခံတရဏံကိစ္ဆာမိဆိုပြီးတော့သူ့ရဲ့ရင်ထဲမှာအမြဲတမ်းအောင့်မိနေတာပေါ့အားလုံးပဲကျေးဇူးတင်ပါတယ်အခုလိုဆုံးပြီးနောက်ထောင်ပြကြတဲ့အတွက်နောက်ဗီဒီယိုတွေမှာလည်းဆက်လက်ကြည့်ရှုပေးဖို့အားလုံးကိုတိုက်တွန်းပါရစေနော်ကျေးဇူးတင်ပါတယ်